ဘဝကိုစဉ်းစားကြည့်လိုက်။အော်ငါသေးရဥမာပါလား။ငါလည်းတပြေးပြေးအိုမင်းလာပြီငါတနေ့ချက်သေးရမှာပါလားလို့စဉ်းစားလိုက်တဲ့အခါမှာကြောက်ရွံ့လာစိတ်ထဲမှာတုန်လှုပ်လာ။အဲ့ဒီတုန်လှုပ်ကြောက်ရွံ့လာတာကိုတန်ဝေကလို့ခေါ်တယ်။အဲ့ဒီတန်ဝေကတိတ်ရေးချင်တယ်ပေါ့။ ုတံဝေကဖြစ်သလားမဖြစ်ဘူးလားဆိုတာဆင်ញင်စဉ်းစားကြည့်ဖို့လိုတယ်။ဘာဖြစ်သေးရင်တံဝေကဖြစ်အောင်ကြိုးစားလောကမှာတံဝေကဖြစ်เสียတယ်များစွာတွေ့ရ။များစွာတွေ့။အဲ့ဒီလိုတံဝေကဖြစ်เสียတယ်တွေ့တဲ့အတိုင်းတံဝေကမဖြစ်ဘူးဆိုရင်အတော်ကိုပါရမီဉာဏ်နဲ့နေနေတယ်လို့သူပြော။ရသဗျာကခေါ်ထားတာရှိတယ် တံဝေဇဏိယေတုထာလေတုတံဝေခောတံဝေဇဏိယဌာနဆိုတာထိတ်လန့်ပြုံလုံးမှုကိုဖြစ်စေတတ်တဲ့အကြောင်းနဲ့စုံတဲ့အခါမှာတံဝေခဖြစ်ရမယ်။ဒါတွေလည်းထိတ်လန့်ပြုံလုံးเสียအကြောင်းတွေဆိုတော့ကိုယ့်ကိုပြန်စင်းစားကြည့် ဝမ်းထဲမှာပြန်စဉ်းစားလိုက်လို့ရှင်တွေ့တယ်။မိခင်ဝမ်းထဲမှာကိုလလွယ်ဆယ်လပွားဆိုတာလို့မိခင်ဝမ်းထဲမှာလာချီပြီးတော့နေခဲ့ရတယ်။အဲ့ဒီလာချီနေပြီးတော့မွေးတဲ့အခါမှာလည်းပဲခက်ခဲခဲရင်ရင်ပင်ပင်ပန်းပန်းနဲ့မိခင်ကမွေးဖွားပေးတယ်။ဝေဖွာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေများစွာရှိတယ်။အဲတချို့ကတော့ ီလိုဒုက္ခမျိုးကိုသိတာမဟုတ်သေးတဲ့အတွက်ကြောင့်ဒုက္ခလို့မထင်ရဘူးတကယ်ကတော့ကိုသိသည်ဖြစ်စီမသိသည်ဖြစ်စီဒုက္ခဆိုတာဒုက္ခပဲလေဒုက္ခဆိုတာကိုမြင်တတ်ဖို့လို့တော့မိခင်ဝမ်းထဲမှာနေရတဲ့အချိန်လေးစဉ်းစားကြည့်နော်ပြီးခင်ဝမ်းထဲမှာနေနေရတဲ့အချိန်လေးကဘလောက်ဒုက္ခရောက်တယ်ဆိုတာစဉ်းစားကြည့်အဲ့ဒီလိုဒါသာတိနဲ့ပတ်သက်တဲ့ဒုက္ခ ာဘိကျမ်းကမှာတော့ဘလောက်ထီအောင်ဆိုထားတော့ဆိုရင်ဝိတရံဆရာတော်ကြီးရေးထားတဲ့ကြံရဲမှာဟောသာတိစာချက်အောက်ထက်ဝေါ်ရင်ပုံနဲ့ညီလောင်းချင်းမြောင်းမဲမိုက်မိဝန်တိုက်ဝဲပြီးခင်စားထားတဲ့အစာသစ်အစာဟောင်းအစာသစ်အစာဟောင်းနှစ်ခုရဲ့ကြားမှာနော်တတိတီခဲ့ရတယ် တန်းငယ်ဆိုတာမိခင်စားလိုက်တဲ့အစာသစ်တွေခေါင်းပေါ်ရွက်ထားပြီးအစာဟောင်းတွေခုပြီးထိုင်ထားတဲ့သဘောအဲ့ထဲမှာစာသစ်စာဟောင်းစာဟောင်းစာသစ်အောက်ထစ်ဘောရံပုံနံကြီးလောင်းချင်းမြောင်းဘဲမိုက်ဆိုတာအဲထဲမှာဘသူကမိထုံးပေးမယ်ပေါ်ပိုက်နေမှာပေါ့ကျင်းလာလဲအမှန်တမ်းကျင်းတယ်မိဝမ်းတိုက်ဝယ် ြောကိုဝမ်းပြူဆိုတာကြောက်ကုန်းဘက်ကိုမျက်နှာမူးပြီးတော့ဒီလက်တီလေးဆုပ်ထားပြီးတော့ဘာနဲ့တူတော့ဆိုရင်တစ်ခွတုံမှာမြောက်ဩကုတ်ဘုတ်တိနဲ့မြောက်ဩကုတ်တိနဲ့တပင်ကွာကြလေးမှာမြောက်ကလေးကုတ်ပြီးတော့ထိုင်းနေတယ်လို့ပဲမိခင်ရဲ့ဝမ်းထဲမှာချင်းချက်ချက်ကြီးအဲ့လိုနေရတယ် မွေးဖွားလာတဲ့အခါမှာလည်းပဲတောင်းတန်ကောင်းပေါ့မှာဆွဲပြောင်းဆင်းပြောင်းဆိုတာ နောပေါ့ဆိုတာတော့ပေါ့တော့ပေါ့လို့ချင်းချင်းလေးရနေပြီးတော့ဆင်ကြီးတကောင်ကိုဆွဲထုတ်လိုက်တယ်အဲ့ဒီဆင်ကြီးရဲ့ဒုက္ခကိုစဉ်းစားကြည့်ပေါ့သာသမီမိဘမွေးဖွားလာခဲ့ရတယ်ဆိုတာချမ်းချမ်းသာသာချောင်းချောင်းချီချီနဲ့မွေးလာတာမဟုတ်ဘူးအင်မတန်မှရှင်းမြောင်းတဲ့ထဲကနေဆွဲထုတ်ပြီးတော့အပြင်ရောက်လာခဲ့ရတာဆိုတဲ့ဇာတိဒုက္ခဓမ္မကြီးတယ်လို့အဲ့ဒီလိုဇာတိဒုက္ခအကြောင်းကိုကြည့်ပြီးတော့ မျိုးနောက်ထပ်မဖြစ်ချင်တော့ဘူးဖြစ်ရမှာကြောက်တယ်ဆိုတဲ့စိတ်ပေါ်လာတော့တောင်းဝေကလို့ခေါ်စဉ်းစားကြည့်လိုက်လို့နောက်ဒါမျိုးဖြစ်မှာကြောက်တယ်သာတိဒုက္ခကြည့်ပြီးတော့အဲ့ဒါကိုတောင်းဝေစနိယဌာနလို့ခေါ်တယ်တောင်းဝေစနိယေတုဌာနေတုထိုင်လန်တုံလို့ပဲအကြောင်းနဲ့စုံတဲ့အခါမှာတောင်းဝေကိုထိုင်လန်မှုရှိရတယ် တော့စိတ်ထဲမှာမလန့်နေဘူးဆိုရင်တရားနဲ့ဝေးနေသေးတယ်။နောက်တစ်ခါအိုမင်းနဲ့ဆရာအိုမင်းနဲ့ဆရာသူများအိုရာကိုတွေ့တဲ့ခါမှလည်းပဲဟော။အော်ငါလည်းပဲအိုချင်းတော်ရှိတယ်။အိုချင်းတရားကိုမလုံမြောက်နိုင်ဘူး။ငါစိတ်ထဲမှာအိုရမှာကိုတွေးပြီးတော့ကြောက်တယ်။ လူကိုကြည့်ပြီးတော့ငါလည်းပဲတည်ခြင်းသဘောရှိတယ်။ငါလည်းပဲတည်ခြင်းသဘောကိုမလွန်နိုင်သေးဘူးဆိုရင်သူများတည်ဆုံးသွားတာကိုကိုယ်ပဝန်းကျင်ကတည်ဆုံးသွားတာတွေကိုကြည့်ပြီးတော့လည်းပဲတာဝေကထိုင်လက်တုံလုံးဆိုဖြစ်ရတယ်ဒီလိုဆိုအဲ့ဒီလိုမဖြစ်သေးဘူးဆိုလို့ရှိရင်ကိုဟာ ောင်းနေတဲ့ဆုံစည်းတဲ့အခါမှာတံဝေကိုထိတ်လန့်တုံလုံးမှုဖြစ်ရမယ်တဲ့အဲ့ဒါလို့ဖြစ်လာပြီးလို့ရှိရင်ဘာလို့ကတံဝိကတ္တသယောနိတောပဋ္ဌာနထိတ်လန့်တုံလုံးလာလို့ရှိရင် ကိုထိတ်လန့်တုန်လို့တဲ့အတိုင်းမှန်ကန်တဲ့ဒိလန်းနဲ့တရားတော်ကိုချင်းချင်းကျုပ်ကိုအထုတ်လို့ဇာတိကလွတ်ဖို့ဆရာကလွတ်ဖို့ဖြာတိကလွတ်ဖို့မရဏကလွတ်ဖို့ဆိုတဲ့လူရလူချောင်းတရားကောင်းကိုချင်းချင်းကျုပ်ကိုအထုတ်စိတ်သက်တည်ထက်သန်ပြင်းပြချရမယ်လို့ဒီလိုဆိုတာနော်